အတန်းပညာမသင်ခဲ့ရပဲလေလုံရင်ကြီးကြီးတက်ချမ်းသာကြွယ်ဝလာတဲ့တတိကြီးဦးမျိုးတန်းရဲ့နောက်ခွေကအကြောင်းရင်းပရိသတ်များအားလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အတန်းပညာမသင်ခဲ့ရပဲလေလုံရင်နဲ့ကြီးကြီးတက်ချမ်းသာကြွယ်ဝလာတဲ့တတိကြီးဦးမျိုးတန်းရဲ့နောက်ခွေကအကြောင်းရင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံကလူတွေဟာလေလုံရတာကိုမကြိုက်ပါဘူးလေလုံမဲ့အစားမလေးရှားထိုင်းကိုသာသွားပြီးတော့နိုင်ငံသားမှအလုံးလုံးချင်ကြပါတယ်ဒါပေမဲ့လေလုံရင်နဲ့ဇနီးငယ်ငယ်ချောချောလေးနဲ့အတူတိန်သုံးတောင်းခွဲတန်းနန်းတော်ကြီးလို့ နာလှပါတယ်။စံအိမ်ကြီးကိုပိုင်ဆိုင်ပြီးတော့ကြည်ကြတဲ့ချမ်းသာကြောင်းနဲ့ တထေကြီးတအုပ်ရှိပါတယ်။သူကတော့မန္တလေးကလေသမားတထေကြီးလို့လူသိများတဲ့ဥမျိုးတန်ပါပဲ။လူတွေကသူ့ရဲ့အပေါ်ယံကမြင်နေရတဲ့အောင်မြင်မှုဒီခန်းထားတဲ့ဆန်အင်ကြီးသူ့ရဲ့လှပတဲ့ဇနီးငယ်လေးနဲ့သမီးအမွာလေးတွေသူ့ရဲ့ကြီးမားတဲ့ဇပတ်ကြီးကိုရောင်ကြီးတွေနဲ့အတူဘာကြောင့်ဥမျိုးတန်ဆိုတဲ့အသားမလဲသမားလေးတယောက်ကမြန်မာနိုင်ငံရဲ့ထိတ်တန်းတထေကြီးဖြစ်လာရသလဲဆိုတာကိုပြောတော့မှာပါ။သူ့ရဲ့အဓိကအကြောင်းရင်းတွေကိုကြည့်ရင်တော့အနိနာခံမှုယူသားမှုနဲ့စေတနာဆိုတဲ့အချက်သုံးချက်ကိုအဓိကတွေ့ရပါတယ်။ဥမျိုးတ တန်ကငငယ်ကလေးကမိသားစုဘဝအနွမ်းပါတာကြောင့်ဘုန်းကြီးကျောင်းမှာသုံးဝဝိခရပြီးတော့အသက်15နှစ်သားနဲ့လူထွက်ပြီးကလေးကလက်သေးကိုဆင်းခဲ့ရတာပါသူကပညာမတက်ခဲ့ပါဘူးသူ့ရဲ့အစတင်ခဲ့တဲ့မူလာအရင်ဒီကလည်းသုံးအီကနဲ့နွားတရှင်းမှာပဲသူ့ရဲ့အကြီးမားဆုံးအနေနာခံမှုကပျော်ပါမှုတွေကိုဆွန့်လွတ်ခဲ့ပါတယ်သူကိုယ်တိုင်ပြောပြပါတယ်မျိုးတွေကလက်ဖက်ရည်ဆိုင်ဆိုတာတခါမှမရောက်ဖူးဘူးတဲ့လူငယ်တယောက်ရဲ့ပျော်ရွှင်မှုတွေအချိန်ဖြုန်းတာတွေအားလုံးကိုအနေနာခံပြီးတော့သူ့ရဲ့အချိန်သူ့ရဲ့ခွန်အားအားလုံးကိုအလ ုပ်ဆိုတဲ့လေခွင်းထဲမှာနှိမ့်မြုပ်ခဲ့ရပါတတိကြီးဖြစ်နေတဲ့အခုချိန်ထိတောင်မနက်9နာရီဆိုတာနဲ့လေခွင်းထဲကိုသူကိုယ်တိုင်ရောက်သွားနေသေးပါဒါဟာသူ့ရဲ့အလုပ်ပေါ်မှာထားတဲ့စူးစမ်းမှုနဲ့အနစ်နာခံမှုတွေကိုအထင်ရှားဆုံးပြနေတဲ့အချက်ပါဒုတိယချက်ကတော့ရိုးသားမှုနဲ့စေတနာပါဒါကသူ့ကိုအောင်မြင်စေတဲ့အဓိကသောချက်ပါပဲဥမျိုးသက်ဟာမြန်မာနိုင်ငံမှာစံပြအလဲသမားစုတွေနိုင်ငံသားအစင်တီစုတွေအများကြီးရခဲ့ပါတယ်သူကဒီစုတွေကိုဘာလို့ရခဲ့လဲဆိုတော့ သူအထွက်တိုးလို့တခုတည်းကြောင်းမဟုတ်ပါဘူး။သူကမျိုးကောင်းမျိုးသားစပါးတွေရလာတဲ့အခါကိုတယောက်တည်းသုံးဖို့မဟုတ်ပဲကိုကျိုးမဖက်ပဲသူ့ရဲ့ဘဝတူတောင်သူလေသမားတွေကိုပြန်လဲမျှဝေထောက်ပံ့ခဲ့လို့ပေါ့။သူ့ရဲ့စေတနာကဒီနေရာမှာအယံထင်ရှားပါတယ်။သူကငါချမ်းသာရင်ပြီးရောဆိုတဲ့အတွေ့အမျိုးမဟုတ်ပဲငါရဲ့ဘဝတူလေသမားတွေအားလုံးတိုးတက်စေခြင်းနဲ့ဆိုတဲ့စိတ်သက်ကိုအရင်ခံပါတယ်။ဒီလိုရိုးသားမှုနဲ့စေတနာကိုအရင်ခံပြီးတော့လေယာဉ်လုပ်ငန်းကိုလုပ်တဲ့အခါသူ့စီမှာယုံကြည်မှုတွေတည်ဆောက်လာနိုင်တယ်။ ရဲ့လုပ်ငန်းတွေဟာသူ့ရဲ့ပတ်ဝန်းကျင်ကိုပါအကျိုးပြုတဲ့လုပ်ငန်းတွေဖြစ်လာပါတယ်။သူ့ရဲ့အလို့ဒါနတွေကလည်းကျန်းမာရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေးအထိအနေအထားမှာရှိနေရကသူ့ရဲ့စေတနာကိုတည်တည်ပြနေရပါတတိယအချက်ကတော့သူရဲ့စူးစမ်းမှုကခင်းနဲ့အညီပြောင်းလဲတည်ထွင်မှုပါသူကပညာမတတ်ပေမဲ့အတွေ့အကြုံနဲ့အုံနောက်ကိုသုံးပါတယ်။တာမန်လက်မှုလဲရာကနေခင်မီဆက်မှုလဲရာဖြစ်အောင်ပြောင်းလဲခဲ့တယ်။လက်ထွန်ဆက်တွေစက်ပစ္စည်းတွေဝယ်တယ်။ စူဆောင်ချွေတာပြီးတော့ရလာတဲ့ငွေတွေကိုအသုံးပြုံးကြည့်တာမျိုးမဟုတ်ပဲလုပ်ငန်းတိုးချဲ့တဲ့နေရာမှာပြန်လည်ရင်းနှီးမြှုပ်နှံခဲ့တယ်။ပဋိပင်ကြီးတင်မကပဲပြင်ဦးလွင်ဘက်ထီတရက်ချံတွေစိုက်ပျိုးရေးချံတွေပိုင်ဆိုင်လာတဲ့အထိတိုးချဲ့နိုင်ခဲ့တယ်။ဒီနေ့ခေတ်လူငယ်တွေလယ်သမားတွေကလဲလို့ရတာအထင်သေးစရာမချမ်းသာနိုင်မှုလို့ထင်နေကြချိန်မှာဥမျိုးတန်ကတော့ဘဝပိုင်လယ်တွေကိုအမှန်တကယ်စူးစမ်းပြီးတော့လုပ်ရင်ရိုးသားရင်စေတနာထားရင်မစားတော့ဘူးဆိုတာမရှိဘူးဆိုတာလက်တွေ့သက်သေပြလိုက်ပါတယ်။ဒါအပြင်ဥမျိုးတန်ကအလုံးလုံးတာ ာကိုပဲဦးစားပေးပြီးတော့ငယ်စဉ်ကနေခုချိန်ထိလက်ဖက်ရည်ဆိုင်မှာထိုင်တာမျိုးတခါမှမလုပ်ခဲ့ဘူးတာပါ။ဦးမျိုးတန်းကအခုလိုမျိုးကြည်ကြည်တက်ချမ်းသာနေရတော့မှတစ်ချက်မှမနာမနေပဲမနက်9နာရီဆိုလဲလဲဆင်းပြီးတော့ဦးစီးရလို့ဆိုပါတယ်။ပရိသတ်ကြီးတို့ရောတထေးကြီးဦးမျိုးတန်းရဲ့ဘဝကိုနောက်ွယ်ကအနစ်နာခံမှုရိုးသားမှုနဲ့စေတနာတွေအပေါ်မှာဘလို့ထင်ပါသလဲ။သူရဲ့ဘဝကနေဘလို့သင်ခန်းစာတွေရနိုင်မလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။